ဖလူမီနီတင်ကအသက်44နှစ်အရွယ်မဟာတတိုင်းအင်နာမီလန်ကဖလူမီနီတင်ကိုဖီဘာကလပ်ကဘာဘလာရှုံးထွက်အဆင့်မှာအညံ့ခံလိုက်ရပါတယ်ဖလူမီနီအသင်းရဲ့နိုင်ပွဲမှာ၉ပေါက်ကောက်ဝဲမှု၄ကြိမ်လုပ်ပြီးလက်ဆွမ်းပြခဲ့သူဂူဒမဖေဘီယိုဟာသူရဲကောင်းတူဖြစ်ခဲ့တာပါပဲဂူဒမဖေဘီယိုရဲ့အသက်က44နှစ်ရှိနေပါပြီ1998ခုနှစ်တည်းကပေါလုံးစကစားလာတာဖြစ်ပြီးအခုဆိုရင်စီနီယာပွဲပေါင်း1398ပွဲကစားခဲ့ပြီးပါပြီဖေဘီယိုကအသက်40ရွယ်အသင်းပေါ်နောက်ခံလူတီယာဂိုဆေးဗားနဲ့တူဖလူမီနီအသင်းရဲ့ခန်းစစ်ကိုခိုင်မာစေခဲ့တာပါ ူချိန်33ဒီဂရီအောက်မှာဖေဗျူရဲ့အစွမ်းကြောင့်ဖလူမီနီအသင်းပြိသက်တွေနိုင်ပွဲနဲ့တူအေးမြခဲ့တာလည်းဖြစ်ပါတယ်။အီတာမီလန်နဲ့ပွဲမတိုင်ခင်၄ရက်လုံမှာဖေဗျူကစဉ်ရတစ်ခုပိုင်ဆိုင်ထားခဲ့သူပါ။ဂူမပေးရတဲ့ပွဲ900ပွဲနဲ့အီတလီကနေဝင်ကုသမဘူဖွန်ရဲ့စဉ်ကျင်ကိုချော့ဖြတ်နိုင်ခဲ့တာပါ။အခုဖေဗျူရဲ့ဂူမပေးရတဲ့ပွဲစဉ်ကျင်က908ပွဲဖြစ်လာခဲ့ပါပြီ။ဖေဗျူချော့ဖြတ်ချင်တဲ့စဉ်ကျင်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဘောလုံးသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားထားတဲ့အင်္ဂလန်ကုသမပီတာရှက်တန်ရဲ့စံချိန်ကိုချော့ဖြတ်ချင်နေတာပါပဲ။ ခင်နေမတန်တွေရပီတာရှန်တန်က1390ပွဲကစားထားတယ်လို့ဖော်ပြနေကြပါတယ်။ပီတာရှန်တန်ကိုယ်တိုင်ကတော့သူ့ရဲ့ပွဲကြီးတွေက1389ပွဲပဲရှိတယ်ဆိုပြီးပြောခဲ့ပူပါတယ်။အင်္ဂလန်ရဲ့ကလပ်အသင်းကစားသမားဘဝပွဲကြီးတွေက1384ပွဲသာရှိပေမဲ့အင်္ဂလန်ယူနိုက်တက်သုံးကစားသမားဖြစ်73ပွဲကစားခဲ့လို့ပီတာရှန်တန်ရဲ့ပွဲကြီးတွေက1389ပွဲဖြစ်နေရပါတယ်။တကယ်လို့ပီတာရှန်တန်ရဲ့ယူနိုက်တက်သုံးပွဲကြီးတွေကိုဖင်ရှားလိုက်မယ်ဆိုရင်ဖေဗီယိုကတမန်တော်ပွဲအများဆုံးကစားထားသူဖြစ်နေမှာပါ။ အသက်44နှစ်ရွယ်ဖေဘီယိုကဖလူမီနီအသင်းနဲ့2026ခုနှစ်ထိစာချုပ်သက်တမ်းရှိနေသေးလို့ပီတာရှက်တန်ရဲ့ပွဲအတွက်ကိုကြောဖြတ်နိုင်မယ်လို့လည်းယုံကြည်နေပါတယ်။ပီတာရှက်တန်ရဲ့ဖေဘီယိုပြီးရင်တမိုင်းတစ်လျှောက်ပွဲအများဆုံးကစားထားသူကအနာဆာအသင်းမှအသက်40အရွယ်တိုက်စစ်မှုစီရန်နဒူပါ။စီရန်နဒူရဲ့ပွဲအတွက်ကလက်ရှိမှာ1286ပွဲရှိနေတာပါ။ Amline Sport မှာတင်ဆက်ပါရယ်ဘလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာကိုအကောင်းဆုံးကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ